ပြည်ခရက်နှစ်ဒီဇင်ဘာမှာတမရဟောင်ယွန်းစောယိုရဲ့မာရှယ်လောထုတ်ပြန်ကြေညာခဲ့မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေချိန်ယာယီတမရဟောင်နှစ်ဦးကိုခီးတော်လာခဲ့တားမြစ်လိုက်ကြောင်းယိုဟန်သတင်းဌာနကကြေညာလိုက်ပါတယ်။အဆိုပါဖော်ပြချက်မှာဝန်ကြီးချုပ်ဟောင်ဟန်ဒေါ်စုနဲ့ဗန်ဒါယေးဝန်ကြီးဟောင်ချွဲဆန်မော်ဒိုကိုနိုင်ငံကနေထွက်ခွာခဲ့ပိတ်ထားတယ်လို့ရဲတပ်ဖွဲ့ကမေလ29ရက်နေ့မှာပြောပါတယ်။သူတို့နှစ်ဦးကိုမာရှယ်လောကိစ္စမှာတန်တရာရှိသူတွေအနေနဲ့စစ်ဆေးနေလိုပါလို့ကြေညာခဲ့ပါတယ်။ အဲ့တာမြင့်ချက်ကမေလလယ်မှာစတင်ကအသက်ဝင်နေပြီဖြစ်ပါတယ်။မနေ့ကဒီဇင်ဘာ3ရက်ကအရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာခဲ့မှုနဲ့ရွန်းစော့ယိုကိုဥပဒေပြုလွတ်တော်အမတ်များကဆွဆွဲပြစ်တင်လိုက်ပြီးတဲ့နောက် AB မှာ၎င်းကိုသမရဖြစ်မှတရားဝင်ဖယ်ရှားလိုက်ကြပါတယ်။လက်ရှိမှာလည်း၎င်းဟာပုံကံမှုဆွဲချက်များနဲ့တရားရင်ဆိုင်နေရပါတယ်။ပြမှုထင်ရှားကြောင်းစစ်စစ်တွေ့ရှိပါကရွန်းစော့ယိုဟာပုံကံမှုနဲ့ပြပေးခံရမယ့်တတိယမြောက်တောင်ကိုရီးယားသမ္မတဖြစ်လာမှာဖြစ်ပါတယ်။